မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ audio book channel လေးရနေပြန်လဲကြိုးစိုးလိုက်ပါရခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြမှာကတော့တစ်စီမျိုးလုံးမစင်းနေရတရက်တစ်စီမြင်ရတဲ့လက္ခဏာဆိုတဲ့အကြောင်းလေးပဲဖြစ်ပါလိမ့်ခင်ဗျာကျိုးတူရွာတွေမှာကမူလတန်းကျောင်းမရှိတာဗျအလေတန်းရောက်ရင်မြို့မှာတွားနေကြရတာကျိုးရှစ်တန်းကျောင်းသားဘွားတော်ကမြို့ကျောင်းတက်ရင်ဒီလက္ခဏာဆရာကြီးနဲ့တွေ့ရတာဗျအဲ့ဒီနေ့ကကျိုးကိုကျိုးတင်ငယ်ချင်းဥပါချင်းလာခေါ်လို့ကျောင်းကိုစောစောထွက်လာခဲ့တယ် ကျိုးကြီးတဲ့စာအုပ်တွေမှာဘာချေအကြောင်းမကြမကြာကျုပ်ထည့်ရေးဖို့ပါလေဒီကောင်ကစကားလွတ်ထစ်တဲ့ကောင်များဒါကြောင့်ကျုပ်တို့ကဒီကောင်ကိုဘာချေလို့မခေါ်ပဲဘာထည့်လို့ခေါ်ကြရပြကျိုးတို့နှစ်ယောက်ကြောင်းသွားတဲ့လမ်းမှာကကြီးသွန်းဖရာကြီးရှိတယ်။ကျိုးတို့နှစ်ယောက်ဖရာကြီးရှိကိုရောက်တော့ဗောဓိညောင်မင်းကြီးအောင်မှာလက္ခဏာဆရာကြီးတယောက်လက္ခဏာဟောနေတယ်။လက္ခဏာဟောကကတယောက်တစ်ချက်ဆိုလို့ဆိုင်းမုတ်ကလေးထောင်းထားတာဗျ။ဖတ်ထလက္ခဏာဝေမေးရအောင်ကွာ။ ချိုးကပြောလိုက်တော့ဘာထက်ကကြောင်မဲအောက်ကလက္ခဏာဆရာကြီးကိုတစ်ချက်လှမ်းကြည့်လိုက်တယ်။ဟာအာမမင်းချင်ပါ ው ကွာမင်းမင်းမင်းဖသာမင်းမင်းမင်းချင်မေးတော့ဗော။ချိုးလည်းမင်းရင်ကောင်းမလားလို့စဉ်းစားလိုက်တယ်။ဒါပေမဲ့ချိုးကလွတ်ဆက်စုရဲ့ကောင်းဆိုတော့မီးမဲလို့ဆုံးဖြတ်လိုက်တယ်။လူကလေးတို့လက္ခဏာစစ်စစ်ချင်းလို့လားလက္ခဏာဆရာကြီးကတို့တို့ကိုကြိုးကြိုးလိုက်တယ်ဗျ။ချိုးရောဘာထက်ပါသူ့ရှိမှခင်တာရဲ့ဖြာချမ်းကလေးပေါ်ဝင်ပြီးထန်လိုက်ကြ၏။ကဲဘသူကြည့်ပါတော့ဒီပေါ်လက်ဖြန့်လိုက် သူရှိကခုံးဘူးကလေးပေါ်မှာခြားထားတဲ့ခေါင်းသေးသေးလေးပေါ်မှာကျုပ်ကလက်တစ်ဖက်ကိုဖြန့်လိုက်တယ်။နှစ်ဖက်လုံးဖြန့်ရတယ်ကွ။ကျုပ်လည်းလက်နှစ်ဖက်လုံးဖြန့်လိုက်တာပေါ့ဗျာ။လက္ခဏာဆရာကြီးကကျုပ်လည်းကိုသေးသေးချာချာကြည့်တယ်။အင်း၊ကံလန်း၊ညံလန်း၊အသက်လန်း၊နှလုံးလန်းအလုံးစုံစုံပါပြီတဲ့။အားလေးကောင်းတယ်။အပြတ်တောက်လည်းကောင်းတာပဲ။အဲ့လိုစကားချီပြီးတော့ဟောချုပ်ကိုဟောတော့တာပေါ့။သူဟောတာတွေကကျုပ်သေးချာချာနားစိုက်ထောင်နေမဆိုးဘူးဗျ။ချုပ်ကိုသူဟောတာတော်မှန်သား။ mm ရေးကြည့်တာတော့ပြောရမှာပဲလူကလေးမင်းနဲ့မင်းဘလို့ခေါ်တော့တာတီးပါဆရာကြီးဟေးတာတီးတဲ့လားအင်းအင်းမောင်တာတီးပြီးမှတော်တော်လေးထူးခြားတဲ့လက္ခဏာတွေပါနေတယ်ကွာဟင်ဟုတ်လားဆရာကြီးဟုတ်တယ်ဟောတာကဂျာတာပရီချိုဝင်လို့ခေါ်တယ်တချို့ကဆော်လမွန်လက်စွပ်လို့ခေါ်ကြတာပေါ့ကွာဆရာကြီးကကျုပ်ရဲ့လက်ညှိုးအရင်းအကွင်းကလေးကိုဝိုင်းဝိုင်းလေးထောက်ပြတယ်အေးဟောတာကဝစိမင်းချက်ချီလို့ခေါ်တယ် ကျုပ်လက်ဘွားတွေကကြက်ရှိခက်ကြီးကြီးတခုကိုထောက်ပြပြန်တယ်ဗျ။မြလာမောင်တာတီဟောဒီနှလုံးလမ်းကြောင်းနဲ့ဟောဒီညံလမ်းကြောင်းကြားကကြက်ရှိခက်ကြီးကိုပြောတာကွယ်။ဟောဟုတ်ကဲ့မြင်ပါတယ်ဆရာကြီး။အေးဟောဒီကွိကွိဝပ်ဝိုင်လမ်းကြောင်းကထွင်းဖောက်တိမြင်လမ်းကြောင်းကွယ်။တံဘူးလမ်းကြောင်းလို့လည်းခေါ်တယ်။ကျုပ်ရဲ့လက်ဘွားကြောင်းနာကခက်ကွိကွိလက္ခဏာကိုထောက်ပြပြီးပြောရဲ့ဗျ။ဒီမှာကြည့်မောင်တာတီဟောတာကညံလမ်းကြောင်းကွယ်။ မင်းရဲ့ညံလန်းချောင်းကဟိုဒီတင်းလာကြိုကုန်နဲ့ဝင်ပြီးတော့အဆုံးတတ်သွားတာအဲဒီလိုညံလန်းချောင်းကတင်းလာတင်းလာကြိုကုန်ရဲ့အခြေအနေအထိဝင်သွားတယ်ဆိုရင်ဂျူးထက်တယ်ကွယ်ဗျာဒါဆိုရင်ကျုပ်ဟာမဟုတ်ဘူးမောင်တာဒီရဲ့ညံလန်းချောင်းကတင်းလာကြိုကုန်နဲ့အောက်ခြေအထိမရောက်ပါဘူးကွယ်မယူပါဘူးဒီလောက်ထိပဲရောက်တာပါလက္ခဏာဆရာကြီးကကျုပ်ရဲ့လက္ခဏာတခုကိုထောက်ပြပြီးပြောတယ်ဗျအေးအခုမောင်တာဒီကိုကြုံပြောလိုက်တဲ့ဆွန်မွန်လက်ဆွေရဲ့ဝစီမင်းရဲ့ချက်ချီရဲ့တန်ရူလန်းချောင်းရဲ့ ကိုဝယ်ပြီးရှိတယ်တင်းလာဂျိုကိုအရောက်ဆင်းနေတဲ့ညာလမ်းကြောင်းရဲ့အဲ့ဒီလေးချက်လုံးစုံနေတဲ့လက္ခဏာရှင်ဟာတာမန်လူရင်းနဲ့မတူရဲထူးခြားမှုတွေမလွဲ့အကျံဖြစ်ရမယ်ကိုယ်ဗျာဘလို့ထူးခြားမှုလဲဆရာကြီးရဲ့ဘောင်တာတီဟာတရက်သက်စီတွေကိုမြင်ရလိမ့်မယ်ဗျာအာကျုံမမြင်ရင်မဟုတ်ဗျာအခုမမြင်သေးပေမဲ့ဒီနေ့မှမြင်ရမယ်အကြောင်းနေပေါ်ပေါက်လာလိမ့်မယ်ကိုယ်ကျိုးပြောတာကိုသာမှတ်ထားပါမောင်တာတီဟုတ်ဟုတ်ကဲ့ပါဆရာကြီးဒီကြောင့်ကအဲ့ဆရာကြီးဟောတာကိုကျုံတိတ်မချုပ်ဘူးဗျာ ဒါကြောက်မှန်တိုင်းပြောတာပါဒါပေမဲ့ဆရာနော်ဖားနဲ့တည်ပြီးတော့မျက်ကွင်းစည်းရတဲ့အခါကျတော့မှဒီဆရာကြီးဟောတာတွေကတတိမှန်နေဆိုတာကျုပ်သိရရတာပေါ့ဗျာကျုပ်မျက်ကွင်းစည်းစပြီးရခဲ့တဲ့အကြောင်းကကျုပ်ပထမဆုံးရေးတဲ့ကိုရိမတ်ဖေဝါမှာရေးခဲ့ပြီးပြီလေဗျာခမရလည်းဖတ်ဘူးရောပေါ့ကျုပ်အခုပြောတဲ့လက္ခဏာကိုခမရလည်းသိချင်ပဲထင်ပါတယ်လက်ပုံစံလေးထည့်ပေးလိုက်တယ်ဗျို့ခမရမှာရောအဲ့လမ်းကြောင်းကြီးပါနေပြီလား ပါနေရင်ခင်ဗျားလည်းတနေ့နေ့မှာတရက်တစ်စီအမြန်လူတေချာဖို့ဖြစ်နေပြီပေါ့ဗျာဒီဇလန်းလေးရတော့ဒီလောက်ပါပဲခင်ဗျာနောက်ရက်မှာကျွန်တော်စိတ်ဝင်စားစရာဇလန်းလေးတွေကိုကျွန်တော်ဖတ်ပေးပါအောင်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုသဘောကျရင် like and subscribe လုပ်ပေးကြကြဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ခင်ဗျာ